ငလင်းပြေးမှာအမျိုးသားနဲ့သမီးလေးတွေကိုဆုံရှုံလိုက်ရတဲ့အပူကြောင့်တီလာရှင်ဝပီးတရားအားထုတ်တော်မယ့်မနင်းနေ့ရွှေရန်ကုန်ဆန်လီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်မလ28ရက်ကငလင်းကြီးမှာအမျိုးသားဖြစ်သူနဲ့သမီးလေးညောက်ကိုရင်းနှီးစွာဆုံရှုံလိုက်ရတဲ့အမျိုးသမီးကတော့မနင်းနေ့ရွှေဖြစ်ပါတယ်ပရိသတ်တွေမတည်သေးတဲ့မနင်းနေ့ရွှေလိုမိသားစုဝင်တွေတပြိုင်တည်းဆုံရှုံလိုက်ရတဲ့သူတွေလည်းရှိနေပါသေးတယ်ဒါပေမဲ့မနင်းနေ့ရွှေကတော့အမျိုးသားနဲ့သမီးလေးတွေပြိမိနေတဲ့ Grey War Hotel နီးမှာနေရောညာရောကုညီကယ်ဆယ်မဲ့သူတွေကိုလိုက်ရှာ နေတယ်လို့ကိုကိုတိုင်းလည်းတနိုင်သမျှနေရာတွေကနေပါဝင်ကျိုးပန်းနေတာကြောင့်အားလုံးကတတိထားမိခဲ့ကြတာဖြစ်ပါတယ်။ဟိုတယ်တာဝန်ရှိသူတွေရဲ့ပေါ်ဆောင်မှုကြောင့် လူအသက်ပေါင်းများစွာကိုဆုံရှုံခဲ့ရတဲ့ဆိုရင်လည်းမမားပါဘူးမန်နင်းနှင်းရွှေရဲ့အမျိုးသားနဲ့တမီးနှယောက်ရဲ့ဓာတ်ပေါ်ရီကိုတပတ်လောက်ကြာမှပြန်ရပြီးမြေပုပ်ပွားပျက်စီးနေရမျိုးမရှိတာကြောင့်တည်ဆုံချင်းမကြသေးဘူးဆိုပြီးသတ်မှတ်ခဲ့ကြတာပါဒါကြောင့်မန်နင်းနှင်းရွှေအနေနဲ့ပိုပြီးရင်နာမဆုံးဖြစ်ခဲ့ရတာပါကဲထုံနိုင်ဖို့အခွင့်အရေးတွေအများကြီးရခဲ့ပြီးမြေဘလို့မှမတက်နိုင်ခဲ့တာကြောင့်ဖြစ်မစင်နိုင်ပဲဖြစ်နေရရှာတာပါလူများကလည်းမန်နင်းနှင်းရွှေရဲ့အဖြစ်ကိုဂယုနာတက်မိနေကြပြီးနှစ်သိမ့်ပြီးနေကြတာပဲဖြစ်ပါတယ်အခုဆိုရင်ငလင်ကြီးဖြစ်ပွားခဲ့တာလေတလားကြာသွားပြီဖြစ် လုံးမနီနေရှင်ရေရှင်တွေကအပူမီးတွေကလည်းတက်လာကြမြင်ခဲ့ပါပြီ။တနေ့ထက်တနေ့စိတ်မပြေနိုင်တဲ့အပြင်တတိယစိတ်တွေကပိုပိုပြီးတိုးလာတာကြောင့်မနီနေရှင်အနေနဲ့အသက်ရှင်ရုံတမင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ လူဝသာအသက်ရှင်လျက်ရှိနေပြီမဲ့တမီးလေးတွေနဲ့အမျိုးသားတွေရဲ့စိတ်ကြောင့်ရှင်လျက်နေသိနေရတဲ့ဘဝကြီးကိုခံစားနေကြရတာဖြစ်ပါတယ်။ဒါကြောင့်မနီနိရှ်ရီကသူမရဲ့ရှင်လေးကအပူမီးကိုဖြည့်ဖြားနိုင်ဖို့ဖျားရိတ်တရားရိတ်ခုံလုံရတော့မယ်ဆိုတာကိုနားလည်ပြီးသီလရှင်ဝတ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာပဲဖြစ်ပါတယ်။မနီနိရှ်ရီကအရင်ကတည်းကသီလရှင်ဝတ်ဖို့စိတ်ကူးရှိခဲ့တာဖြစ်ပြီးအမျိုးသားနဲ့တိုင်ပင်ခြင်းရာအမျိုးသားကနောက်မှဝတ်မှာဆိုလို့မဝတ်ဖဲနဲ့နေခဲ့မိမယ်။အခုချိန်မှာတိုင်ပင်စရာအမျိုးသားလည်းမရှိတော့တလို့ချီနောက်တွေ့တာစရာတမီးလေးတွေလည်းမရှိ တော့တာမို့တိလာရှင်ဝက်ခါတရားအထုတ်တော်မယ်ဆိုပြီးပြောလာခဲ့တာပါမနေ့နေ့ရှင်ကတော့သူမရဲ့ရင်းနှီးကပူမင်တော့ကကိုသူမကိုရင်သားအတိဆုံးဖြစ်လို့ဖခင်ရဲ့တရားရည်မှာခုံလုံးမဲ့နီးနေပဲအေးချမ်းအောင်နေတော့မှာဖြစ်ပါတယ်ဒါအပြင်မနေ့နေ့ရှင်ကသွားနေသူမျိုးသားနဲ့တမီးလေးတွေ့ရှိဆိုပြီးကောင်းမှုကုသိုလ်တွေလည်းအမြင်မပြတ်လုပ်ပေးသွားမှာလို့အတိပေးလာခဲ့တာပဲဖြစ်ပါတယ်အားလုံးကတော့မနေ့နေ့ရှင်ရဲ့ဆုံးဖြတ်ချက်ကိုအားပေးထောက်ခံနေကြတာပဲဖြစ်ပါတယ် ဖျားရည်တရားရည်တာအရေးချမ်းဆုံးဖြစ်တာကြောင့်မနီနီရွှေအင်းနဲ့သီလရှင်ဝင်လိုက်တာကကောင်းတဲ့လုပ်ရပဲဖြစ်ပါတယ်။မနီနီရွှေကိုတိုင်းကလည်းဖြစ်ပြက်သဘောတရားတွေကိုမျက်ဝါးထင်ထင်ကြုံတွေ့နေရပြီးဖြစ်လို့အနာဂတ်ကိုမတွေးတော့ဘဲလက်ရှိဘဝမှာတာကောင်းဆုံးဖြစ်အောင်နေမယ်ဆိုပြီးဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။မနီနီရွှေလိုငလင်ပေးမှာမိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရတဲ့သူကဒိုင်မွန်ရဲ့တမင်းငယ်မတ်နှင်းစီလင်းဝင်ကတော့သူမရဲ့မိခင်နဲ့အတူအမခဲဝင်တဲ့သူမလေးတို့ကိုတတိယတဲ့စိတ်ကတနေ့ထက်တနေ့ကြီးစိုးလာတာကြောင့်အုတ်ကူပေးမှာအိမ်ဆောက်ပြီးနေဖို့ထီဖြစ်လာ တာပါနေစီလင်းဝင်းကလည်းသူနီးသူဟန်နဲ့သူစိတ်သက်သာရာရှာတွေ့ခဲ့သလိုမန်နင်းရွှေကလည်းတိနာရှင်ဝင်ပြီးတရားအားထုတ်တဲ့နီးနဲ့စိတ်သက်သာရာရှာတော့မှာပဲဖြစ်ပါတယ်ကြီးရှုနေတဲ့ပရိသတ်ကြီးလိုအနေနဲ့ရောအမျိုးသားနဲ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အပူမီးတွေကြောင့်သာသနာ့ဘောင်ထဲကိုဝင်တော့မဲ့မန်နင်းရွှေပေါ်အမြင်ကိုပြောပြပေးခဲ့ပါဦးအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်